အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ယောက်ျားနဲ့ကွန်ဆင်ပြီးပြန်ပေါင်းလို့ဝေဖန်တာကိုပညာရာပါပါပြန်ပြောလိုက်တဲ့အမျိုးသမီးတဦးရဲ့ YouTube profile လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီ profile လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဟုတ်တယ်ပြောတော့ပြန်မပေါင်းတော့ဘူးဆိုတဲ့ အဲအဲ့ဟာရှိတလို့လေးတုန်းကလည်းပုတ်ပြထားရေပေါ့နော် post လေးမတွေ့လို့ထင်တယ် ပြန်ပောင်းလို့တော့မပြောခဲ့ဘူးပြန်ပောင်းမယ်လည်းမပြောဘူးနော်အဲ့ဒီတော့ပြန်ပောင်းမယ်ပြန်မပောင်းဘူးဆိုတော့လေကျွန်မခံခဲ့ရတဲ့ကိစ္စတွေဝယ်ကျွန်မပြောရပါတော့ကျွန်မရောက်တာကျွန်မကိုအဲ့လိုကလေးငယ်ငယ်လေးနဲ့ကျွန်မပုံမှန်တစ္ဆာဖောက်သွားတယ်ပေါ့နော်ကျွန်မပုံမှန်တစ္ဆာဖောက်သွားတယ်အဲ့တော့ကျွန်မသူ့ကိုအမ်ဘယ်လိုပြောမလဲအတင်းကျက်ကွဲခိုင်းတယ်ပေါ့နော်ကျွန်မခုံးမလို့ပေးနိုင်လို့ကျွန်မသူ့အတင်းကျက်ကွဲခိုင်းတယ်ကွဲခိုင်းတယ်ပြီးတော့ကျွန်မတို့ကွဲသွားတယ်ပေါ့နော်အဲ့အဲ့လိုမျိုးပဲအမ်ပြောခဲ့တာပေါ့ပြန်ပြောအဲ့ဗီဒီယိုတွေလည်း အစမကဘယ်လိုပြောလဲကျွန်မတကယ်ချင်းနေရအဲပြန်ပေါင်းနေပြီဆိုရင်ဗီဒီယိုတွေကိုမတင်တော့နဲ့လို့ပြောလို့ရကျွန်မပြန်ပြီးအဲ့စာကြီးဖြတ်လိုက်လို့ပေါ့နော်ဖြတ်လိုက်လို့ဆိုရင်လည်းကျွန်မရဲ့ gallery ရဲ့မှာကျွန်မပြန်ကြည့်ရဲ့ချင်းကျွန်မပြန်ပေါင်းမယ်ပြန်မပေါင်းဆိုရင်အကိစ္စတွေကိုအတိအကျပြောခဲ့ရတော့မဟုတ်ဘူးအဓိကကျွန်မရဲ့စက္ကန့်ခဲ့ရတဲ့အကိစ္စတွေကိုပဲကျွန်မပြောတာပေါ့နော်အပြီးတော့အမ်ပြော post ပြန်တင်ထားရဲကျွန်မတို့ပြန်အစဉ်ပြေရဲ့အချိန်ပေါ့နော်ပြန်အစဉ်ပြေရဲ့အချိန်လေအဲတတားဖေရသူသူသားတော့ပေါ့နော်သူပြန်ပြီးတော့သူနောင်တရရတယ်ပေါ့သူ အကောင်မွန်သူပြန်နေမယ်ပြီးခါကျရင်ဒီမိမကိစ္စရင်းနဲ့ပတ်သက်ပြီးမှလည်းသူရွှေတိန်တော်မှာပါလှူမယ်ဆိုရက်အထိပြောလာပြီးခါကျတော့သူကောက်ကောက်မွန်မွန်ခုနေပြီးရေပေါ့နော်ကောက်ကောက်မွန်မွန်နေပြီးရေသတားကိုလည်းသူအများကြီးယူဆိုင်ပြီးရေအများကြီးပြန်ပြောသူမှာခဲ့တဲ့အရာတွေအတွက်သူပြန်ပြောကယူဆိုင်ပြီးရေပေါ့အဲအဲ့အတွက်နဲ့ပဲကျွန်မပြန်လက်ခံဖြစ်တာဆိုရက်အကြောင်းနဲ့ကျွန်မပြန်ပြောတင်ထားရေပေါ့နော်အခုချိန်မှာကျွန်မလည်းသူဟိုဘာမှမတွေးဘူးပေါ့နော်ဘာမှမတွေးဘူးဆိုတာသူ့ရဲ့အလိုမျိုးကောင်းချင်းဆိုးချင်းပေါ့အဲ့တော့ ဖောက်ပြန်သွားမှလားဘာညာတွေကိုလည်းကျွန်မအဲ့လိုမျိုးတွေးတောပြောနေရမှာဟုတ်အဓိကကျွန်မသားလေးအတွက်ကျွန်မသားအချိန်တန်ရင်သူသူ့ဖေရဲ့မေတ္တာရရင်ရပြီသူ့ဖေအဲသူ့မှာအဖေဆိုရင်မှခေါ်ရရှင်ရပြီကွာတိလားအများကြီးမတွေးဘူးကျွန်မဘက်ကလည်းသူ့အလိုအရင်မျှော်လင့်ချက်အကြီးတွေနဲ့အဲ့လိုမျိုးပြန်မျိုးတိဆောက်တာမျိုးမဟုတ်ဘဲနဲ့သူကအဲသူသူ့သားကိုသူမေတ္တာပေးမယ်သူချစ်မယ်သူကောင်းကောင်းနေမယ်အဲ့ဒီပုံမှာပဲအင်ဟောက်ပြီဆိုရင်ပုံစံနဲ့ပဲပေါ့နော်ကျွန်မပြန်ပြီးတော့နေတာပေါ့အဲ post လေးမသွေးလို့ထင်တယ်ကျွန်မတင်ထားရဲပေါ့နော်အဓိကတော့အမလားညီမလားမသိဘူးအဲညီမလေးဖြစ်မယ်ထင်တယ်နော်ညီမမလည်းကလေးလေးရှိရဲဆိုတော့အဲ့လိုမျိုးအနားလည်မှာပါကိုသားသမီးအတွက်ပေါ့နော်အဓိကကိုသားသမီးအတွက်ပြီးတော့ဟိုလို့ပြောမယ်မိခင်တယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါတည်းကကွဲဖို့ကွာဖို့မှပဲသိရပေါ့နော်ကွဲဖို့ကွာဖို့မှပဲလို့ကိုသားသမီးညနာနေရမှာဒီလို့ပြောမယ်အဲ့ဆိုဟို ကလေးဖိနေ꽌နေတဲ့သူတွေကမျက်နှာနေရလားအဲ့လိုလည်းမဟုတ်ဘူးအဲဘယ်လိုပြောပြမလဲလိုအပ်တယ်ပေါ့နော်အဲလိုအပ်တယ်သူဘက်ကလည်းကောင်းကောင်းမွန်မွန်နေမဲဆိုရဲအာအဲ့လိုမျိုးလေးရှိရဲဆိုလို့ရှိရင်ဒါကဘယ်လိုပြောမလဲပြန်ပြောလက်ခံပေးတင့်နေပေါ့ကလက်ခံပေးလို့ရတယ်ပေါ့အဲဒါအချိန်ကြီးကတော့အမ်စောင့်ကြည့်ရမှာပေါ့စောင့်ကြည့်ရမှာဆိုရင်လည်းဆွမ်းတော့ပြောတယ်ကျွန်မအများကြီးအဲ့လိုဒီရမလားသူ့ပေါ်လို့အရင်ဟိုတွေးတော်ပြီးတော့ကျွန်မမနေဘူးအဓိကကသူအဲအချိန်တိုင်းသူ့သားကိုသူဂီယူဆိုင်မယ်သူချင်မယ်ကျွန်မသားမြတ်တာရမယ်ရပါပြီ အဲ့လောက်ဆိုရတယ်အဲကျွန်တော်လေကျွန်မဘာမှမတွေးဘောနော်ဘာမှမတွေးဘူးဘာမှလည်းအမ် PM မှလည်းမစင်စားအဓိကတော့ကလေးမျက်နှာအခုဆိုဘာပဲဖြစ်ကျွန်မကျွန်မတယောက်တည်းအတွေ့ရတယ်ကျွန်မပြောဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်ဆိုတော့ကျွန်မအသားအတွက်ဘောနော်ပြောဖို့ကောင်းတယ်ဘာလို့ဆိုတော့တူအဲ့လိုမျိုးတိတက်တော့မှာကွာရှေးရှေးရှေးရောက်လာလေကလေးကជីကြီးလာလေကွာ तू ကတိတက်လာပြီအဲ့လိုတိတက်လာတဲ့အချိန်ကလို့ရှိရင်တိတက်တဲ့အချိန်မှာသူ့အဖေကိုအတူပေးမှရှိနေစေချင်တယ်ပေါ့အမ် သူ့ဖေရဲ့မြေတောင်ကိုသူ့ရရှိခြင်းနေပေါ့နော်အဲ့လောက်ပါပဲအဲအပြင်းပြင်းလန်းလန်းပြန်ကြည့်ရဲဒါပေမဲ့ဘယ်သူမှမယုံဘူးသလို့ရှိရင်လည်းအဲ့ဗီဒီယိုကြီးပြန်တင်ပေးမယ်ပေါ့နော်ကျွန်မပြန်ပောင်းမယ်ပြန်မပောင်းဘူးမပြောဘူးဒီကကျွန်မခံခဲ့ရတဲ့ကိစ္စပေါ့နော်ကျွန်မရောက်တာကျွန်မပေါ်မှာရက်စက်ခဲ့တဲ့အကြောင်းပေါ့နော်အဲ့ဥစားပဲကျွန်မအဓိကဥတီမှာကျွန်မရှင်ဖွင့်နေပြပြရဲအဲ့လောက်ပဲပေါ့နော်အဲ့လောက်ပါပဲလို့ အောက်မှာခင်မမို့အေးငါတို့ပဲခင်မမို့အေးဖြစ်တယ်လို့လည်းပြောထားသူတယ်ဘလို့မှခင်မမို့အေးမဖြစ်ပါဘူးလို့အဲ့လိုလည်းမတွေးဘူးအဲဘလို့ပြရမလဲဟိုတခြားသူတွေလည်းအဲ့လိုမတွေးစေချင်ဘူးပေါ့နော်ဘလို့မှလည်းခင်မမို့အေးမဖြစ်ဘူးနားလေတဲ့သူဆိုတည်ရကွာနားလေတဲ့သူဆိုတည်ရဆိုအော်သူဟိုဘလို့ပြရမလဲအမ်သူကလေးတော့တူပြန်ပြီးတော့စဉ်းစားတာပဲအဲဒါသူတို့ကြားထဲမှာကလေးလေးလေးရှိနေရပဲဆိုကလေးမေတွေချင်းစွန်းတော့တည်ရပါတော့ညီမလေးလည်းကလေးမေဆိုတော့နားလေမှာပေါ့နော်အဲဒီလိုကိစ္စတွေအေးပေါ့ ကလေးမျိုးဆိုလို့ရှိရင်တော့နားလေးမှာပါကလေးအတွက်ပေါ့နော်ဒီလောက်ပါပဲလို့